တင်ဆက်ပေးမယ့်သတင်းများကတော့ခရီးသည်များကြောင့်တိုင်းလက်နံသုံးပြရတာကြောင့်လင်းအေးပေါ်စနစ်ခရရသတင်းမဖြစ်ပါတဲ့လင်းရင်ပေါ်မှာစီးနင်းလိုက်ပါလာတဲ့ခီးတဲ့တွေစီကံမဲ့လှုပ်ဆောင်ချက်တွေကြောင့်တွိုင်းလက်အများစုသုံးမရတော့ကြောင်းအိန္ဒိယလေကြောင်းလိုင်းပိုင်းလင်းရင်တစ်စင်းဟာအရေးပေါ်ဆန်းသက်ခဲ့ရတယ်လို့သိရပါဗျ။အမေရိကန်နိုင်ငံရှီကာဂိုမြို့ကနေ အိန္ဒိယနိုင်ငံမြို့တော်ဒေလီကိုပြီးခဲ့တဲ့မတ်လ9ရက်ကဥတည်ပြတ်တန်းခဲ့တဲ့အိန္ဒိယလေကြောင်းလိုင်းပါခီးတဲ့လေလေးတစ်စင်းဟာလေယာဉ်ပေါ်မှာပါရှိတဲ့တိုင်းလန်းဆက်နှစ်ခုထဲမှာရှစ်ခုကတုံးများတဲ့အခြေအနေရောက်လာတာကြောင့်ရှီကာဂိုလေစိတ်ကိုပြန်လည်ပြီးတော့အရေးပေါ်ဆက်နွှဲခဲ့ရတာဖြစ်ပါခီးတဲ့340နာရီလိုက်ပါစီးနေလာတဲ့အဆိုပါခီးတဲ့တမေရဲ့ကြောင်းလိုက်တွေရဲ့မှာအများစုဟာတုံးမရတော့ဘူးလို့လင်းအမှုတန်းတွေက တွေ့ရှိခဲ့ပြီးတော့စစ်ဆေးခဲ့မှုတွေလုပ်ခဲ့ရမှာ ရှိခူကတုံးမရတော့ဘူးလို့တွေးရှိခဲ့လို့ဆက်လက်ပြန်တင်ရမယ်ကြာမြင့်ချိန်ပါဝင်တခြားအကြောင်းအရာတွေအများဆုံးဝင်စရာတွေရှိနေတာကြောင့်နောက်ကြောင်းပြန်လည်ပြီးတော့အေးပါစဉ်းစားဖို့အတွက်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။စစဆေးမှုတွေလောက်ခဲ့ရမှာကျောင်းလိုက်ထဲမှာနင်းတဲ့ပဝါတွေအနံဝဲတွေနဲ့တခြားဝဲထဲပိုင်းစားတွေတွေ့ရှိခဲ့ပြီးတော့အဲ့ဒီအရာတွေပိတ်ဆို့နေတာကြောင့်တွိုင်းလက်တွေဟာတုံးမရတဲ့အခြေအနေရောက်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ခီးတဲ့တရှုကဒါဟာခီးတဲ့တွေကြောင့်ကြီးဖြစ်နိုင်တာမဟုတ်နိုင်ပဲလေကြောင်းလိုက်ဘက်ကအာနေချက်တွေကြောင့်ဒီလိုဖြစ်ခဲ့ရတာဖြစ်တယ်လို့ဆွဆဲပြီးတော့လေခီးစင်နှောင်နေခဲ့မှုကြောင့်ရော့ကျေးပေးဖို့အတွက်တောက်ဆုံနေရလို့သိရပါဗျဒီသတင်းတော့ညင်းကြအောင်ပါပို့လာပါ thank you